ီနေ့ပြောပြမယ့် grammar လေးကတော့ gatai ပေါ့နော် gatai ဆိုတဲ့ grammar လေးဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ very difficult အရင်ကခက်ခဲပေါ့နော်နောက်တစ်ခုကမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အရင်ခက်ခဲတယ်ခက်ခဲတယ်မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူ့ကိုအတိုးပြမယ်ဆိုရင်တော့ verb ကို must ကို must ပြုတ်ပြီးတော့ gatai နဲ့ပေါင်းပြရပါတယ်ဥပမာစာကြောင်းကိုကြည့်မယ်ဆိုရင်ဥပမာ信じ難いことだがこれは事実だ信じますか用事でこのがたいねばのマスクを ဖြစ်လဲပေါ့နော်ချင်းကြီးကတိုက်ဆိုတာကကြတော့ယုံကြည်ဖို့ရန်အတွက်ခက်ခဲတဲ့ခိုးတိုတာကတဲ့ယုံကြည်ဖို့ခက်ခဲတဲ့အကြောင်းအရာဖြစ်ပေမဲ့လည်းတဲ့ခိုးတွေပါညစ်ကြည်စတာတော့ဒါတော့အဖြစ်မှန်တကယ်အဖြစ်မှန်ပဲဖြစ်ပါတယ်တဲ့ပေါ့နော်ယုံကြည်ဖို့ရန်အတွက်ခက်ခဲခက်ခဲပေမဲ့လည်းဒါတော့တကယ်အဖြစ်မှန်ပဲပေါ့နော်ပြီးတော့ဥပမာနံပါတ်1ကိုရှင်းမယ်ကြည့်မယ်ဆိုရင်ယူရိုရှိကတိုက်ယူရိုရှိကတိုက်ခိုးတိုတဲ့စတဲ့ခွင့်ပြုဖို့ခက်ခဲတယ်ခွင့်ပြုဖို့မဖြစ်နိုင်တဲ့ကိစ္စပါပဲတဲ့ ံပြဖို့မဖြစ်နိုင်တဲ့ကိစ္စပါပဲတဲ့ဒီနောက်တစ်ခုကနံပါတ်3ကိုကြည့်မယ်ဆိုရင်ခါရီနိုဟာနာရှိဝါရှင်ဂျီဂတိုင်နိုင်ယိုဒေစတာသူ့ရဲ့စကားကသူ့ရဲ့စကားပေါ့နော်ယုံကြည်ဖို့ခုနကတော့ရှင်ဂျီမှာယုံကြည်ဖို့ခက်ခဲတဲ့နိုင်ယိုဆိုတာအကြောင်းအရာပေါ့နော်ယုံကြည်ဖို့မဖြစ်နိုင်တဲ့အကြောင်းအရာပေါ့ယုံကြည်ဖို့ခက်ခဲတဲ့အကြောင်းအရာယုံကြည်ဖို့မဖြစ်နိုင်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်တဲ့ဖြစ်ခဲ့ပါတယ်တဲ့ပြီးတော့နံပါတ်4ကခါနိုဂျောဝါဘီဂျင်းတကာရာချီကာယိုရီကတိုင် သူကောင်သူမကတဲ့ဒီဒီချောမောလာပါတဲ့ကောင်မလေးတယောက်ဖြစ်တဲ့ကြောင့်မို့လို့ဒီအနာကပ်ဖို့ရဲ့မဖြစ်နိုင်ဘူးအနာကပ်ဖို့ရဲ့ခက်ခဲတယ်ပေါ့နော်အဲ့လိုနေပဲနဲ့ပြောတာဖြစ်ပါတယ်ပြီးတော့နံပါတ်5ကခိုတုံးမွန်ဤထိုင်စုလူဟန်ဆိုင်ဝါယူရရှိခတိုင်ကလေးပုံမှာပြုတ်မှုရဲ့ဟန်ဆိုင်ဆိုတော့ပြုတ်မှုမျိုးကတော့ယူရရှိခတိုင်ဆိုတာခွင့်ပြုဖို့ရအတွက်မဖြစ်နိုင်ပါဘူးတဲ့ပြီးတော့နံပါတ်6ကပါလဲဆိုရင် これは正解ではないんだ。ではないが間違っているとも言い難い。だろうで正解そのアピーマンものアピーマンもべめれで。間違っていると思うで。まにれるれべ。ဒီကတည်းကပြောပွင့်အတွက်ခက်ခဲပါလေတဲ့။ဖြေမှန်တော့မဟုတ်ဘူး။မှားတယ်လို့လည်းပြောလို့မရဘူးဆိုတဲ့အရေးပဲမျိုးပေါ့နော်။မှားဖို့အတွက်မှားနေလို့လည်းပြောဖို့ခက်ခဲတယ်ပေါ့နော်။ပြီးတော့နံပါတ်9က 信じがたいことかもしれませんが、彼女はできました。用心用心を無品ないね、ゲイサー、ピッチのピューリメボノ、アビオメセノ、用心前用心メボノ、ドゥは彼女はできましたから、カマリアドアイボノ、用心ね、用心前用心で用心メボノ、ナロ、カマリアドアイソデビボノ、彼女はできました。それでボノ。ナメシカ、まだまだ完全に景気が回復したとは言い難い。 မသာမသာခံစနေလောဝကိုပြည့်ပြည့်စုံအောင်ပါနော် KK ဆိုတာကကြတော့စီဝါရေခိုင်ဖကုဆိုပြန်လည်ကောင်းမလားဥမနေမကောင်းတာတော့ပြန်လည်ကောင်းမလားဆိုရင်ခါစေခိုင်ဖကုရှိမစတာလို့ပေါ့နော်အဲကိုဒီပြန်ကောင်းလာပါတော့ဒီမှာဆိုရင်တော့စီဝါရေပြန်လည်လုံးဝလုံးဝကြီးကိုအပြည့်ပြည့်စုံခံစားဆိုပြည့်ပြည့်စုံသွားပါနော်ပြည့်စုံသည်ဆိုတော့ဒီပဲပေါ့နော်ပြည့်ပြည့်စုံဆုံးကြီးဒီစီဝါရေကပြန်ကောင်းလာမဟုတ်မဟုတ်ပြန်ကောင်းလာလေလို့တော့တဲ့အေးကတိုက်ဆိုပြောပွင့်အတွက်ခက်ခဲပါလေတဲ့ အားကြောင့်မလို့ခါတိုင်းဆိုတဲ့အဓိပ္ပာယ်ကဒီခက်ခဲတယ်ပေါ့နော်ခက်ခဲတယ်မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်။